ကြံခါပီးတေးဝယ်လက်ရှိတဲ့အတွက်ကြောင့်မူဆယ်ဆန်ဈေးခွက်တွေတွက်ပေမဲ့မန္တလေးကပြည်တွင်းစားသုံးမှုဆန်ဈေးခွက်မှာတော့ဈေးနှငယ်တက်လို့အယောင်းဝယ်အေးနေပါရဲ့တာယာသတင်းပေးပို့ထားတာပါတကြံမတိုင်းငယ်နဲ့အခါပြီးနေဆက်ကုန်တွေဆန်ဈေးကွက်မှာတရုတ်ဘက်ကဝယ်လက်ရှိနေလို့မူဆယ်လွယ်ကျဲဈေးကွက်တွေတက်နေပါတယ်။ဒါပေမဲ့ပြည်တွင်းစားသုံးမှုဆန်ဈေးကွက်မှာစံတအိမ်ကျပ်900ဝန်းကျင်ဈေးတက်လာလို့အယောင်းဝယ်တွေအေးနေတာပါ။ လွယ်ကျေရောဟိုပါပဲဘယ်လိုပြောလဲလွယ်ကျေရောမူစေရောနှစ်ခုလုံးအဲလွယ်ကျေဘက်ကဘယ်ဟာတွေပို့လို့ရောက်သွက်လဲဆိုရှင်ချစ်သုံးမော်ပြီချစ်သုံးမော်ပြီချက်တော့ပတ်စံလက်ငင်းပေးတယ်ကာကာမချင်းခင်ပါကလေးနဲ့တော့ကာချင်းပြီးလို့ရှိတဲ့တပြိုင်နဲ့တခါလဲပတ်စံပင်ပတ်စံပင်မဲ့ကာထွက်လို့ရတယ်အဲ့လိုမျိုးငူဆယ်ပဲကြောက်အဲ့လိုမျိုးမဟုတ်တော့ဘူးဘောရတပတ်ဆယ်ရဲ့အဲ့လိုမျိုးကြီးချိန်ကြတယ်ဒီလိုအချက်ရှိတဲ့အတွက်လဲတို့ဟိုကြံဒီငူဆယ်တိုင်းမှာလူမရှိပေမဲ့ဝယ်တဲ့လူတွေလာကြတာပေါ့ လက်ရှိမှာတရုတ်ဘက်ကစံသားအရှိအဝယ်များနေပြီးစံအမျိုးအစားလိုက်ရေကြစံတိတ်ယွမ်120ကျော်ဒုက္ခအလက်တိတ်ကယွမ်120ဝန်းကျင်ရှိပါတယ်တရုတ်ဘက်သကွဲဝယ်ယူမှုက မရှိသလောက်ဖြစ်သွားပြီးတိတ်ကို101ယွမ်ဖြစ်ပါတယ်ပြည်ရင်းစားသုံးမှုစံစည်းကွက်မှာတကြံပြီး22ရက်မှသာစတဲ့အိတ်ချက်300 900ဝန်းကျင်တက်လာပြီးမြောက်ပိုင်းဈေးတက်ဖို့မဖြစ်နိုင်ဘူးလို့စံစမကုန်တွေကတုံ့သက်ပြောဆိုပါတယ် င်းတော့လူစပါးကလိုင်းလိုင်းပေါ်တော့မှာဆိုနေဆုံးပေါ်မယ်ဆိုတော့တိတ်တော့တက်မယ်တော့မထင်တော့ဘူးမထင်ပါဘူးနေဆုံးပေါ်မှာလေအခုအရင်နဲ့ဆိုင်တော့မှဒါဒီနောက်ပိုင်းမှာကြီးပြန်ကြတာပဲလူစပါးနဲ့ပတ်သက်ပြန်ကြတယ်လက်ရှိပြည်တွင်းစားသုံးမှုစံစည်းကွက်မှာအသုံးများဆုံးဖြစ်တဲ့ပေါ်စံမွေးကတအိတ်ကျက်3850အရာမြင့်မဲ့ကျန်းတော်တွေကတအိတ်ကျက်4300 4500ဝန်းကျင်ရွှေဘိုဘေးကျတအိတ်ကကျက် 3600ကျော်ရှိပါတယ်။ဧပြီ16ရက်နေ့နေစပတ်ငွေလည်လည်နှုန်းထားတွေကတရုတ်ငွေတရန်ဟာမြန်မာငွေ192ကျပ်ဖြစ်ပါတယ်။ကျွန်မကတားရပါရှင်။